လိုအတိတ်ပဲလေးနဲ့ဆွဲချိုးဖြစ်မလဲဆိုတော့ညောင်လင်းဂျင်း hope ဆိုတဲ့အတိတ်ပဲရှိတဲ့ဆွဲချိုးလေးဖြစ်ပါတယ်။ဘာကြောင့်ပြည့်ပြတ်သွားလဲဆိုတော့ကျွန်တော်အရင်စိတ်ရကြပြီးတော့အာနည်းနည်းခွဲလောက်ပေါ့နော်တော်တော်လေးစိတ်ရကြပါကြပြီးတော့နောက်24မှာအာဒီတချင်းနေကျွန်တော်မစိုးခင်ပေါ့နော်တချင်းနေကျွန်တော်စိုးတဲ့တော့ရှော့ Maryland um Michigan Chicago New York uh Richmond အများကြီးပေါ့နော်ကျွန်တော်တောက်လျှောက်သွားတယ်။ဒါပေမဲ့အဲ့မသွားခင်မှာပထမဦးဆုံးပေါ့နော်ကျွန်တော်ဝါသနာပါတဲ့အလုပ်ကိုပြန်ပြီးတော့လုပ်ရတဲ့အချိန်ပေါ့။အဲ့အချိန်ကကျွန်တော်မီရှီဂန်ကို um music video ရိုက်ဖို့သွားတယ်။အဲ့အချိန်မှာဒါပထမဆုံးပြန်ပြီးတော့လင်းစီရတဲ့အချိန်ပေါ့။အဲ့တော့ဟိုကျွန်တော်ကခကြီးလုံးဝမသွားပြေဘူး။ ဘာကြောင့်မသွားပြန်လဲဆိုတော့သွားခြင်းစိတ်ကိုမရှိအောင်အာ transitional အချိန်ပေါ့နော်အဲ့တော့ကျွန်တော်မျောလင်းချက်တွေလည်းပျောက်ဆုံးနေတဲ့အချိန်ပေါ့စိတ်လည်းကြာအချိန်မှဒါပထမဆုံး music video ရိုက်ဖို့အတွက်မြရှိကန်ကိုသွားတယ်သွားတဲ့အချိန်မှာလေစိတ်ကိုရောက်တော့ကျွန်တော်တော်လေးပျော်တယ်ပျော်ပြီးတော့ထခုံတာပေါ့နော်အာ I don't know ဘလို့အရင်ပျော်ရခံစားချက်ပေါ့အခုလည်းဒီမှတ်မိပြီအဲ့ဒါနဲ့ ျွန်တော်အိုက်ခံလာချက်ကိုအရင်ချိန်ဒါပထမအောင်ဆုံးပြန်ပြီးတော့ကိုလှုပ်ချင်တဲ့အလုပ်ကိုပြန်လှုပ်ရမယ်ပြန်လှုပ်ရတော့မယ်ဆိုတော့အခြေအနေမှာခံစားရတဲ့ခံစားချက်မျိုးပေါ့နော်အဲနဲ့ကျွန်တော်မြရှိကန်ရောက်တယ် music video ရိုက်တယ်အဲမှာကျွန်တော် music music video ရိုက်ရင်းနဲ့ souvenir shop လေးတစ်ခုမှာကျွန်တော်ရိုက်ဖြစ်တယ်အဲ့ဆိုင်ကဆိုင်ပိုင်ရှင်ကကျွန်တော်ရိုက်တဲ့အခါကျွန်တော်မယူဘူးပေါ့နော်မယူဘူး ်ဆိုတော့ तू อ่ะကျွန်တော်တို့ဟိုအားနာပြီးတော့မှအာပစ္စည်းလေးဝယ်ပေးမယ်ဆိုတော့ကျွန်တော်ကဒီဆွဲကြိုးလေးကိုတွေ့ဒီဆွဲကြိုးလေးကလင်းရင်ပုံစံလေးဖြစ်တယ်ကျွန်တော်မျောလင်းချက်နဲ့ကျွန်တော်လွတ်လပ်မှုပေးနိုင်တဲ့ဆွဲကြိုးလေးဖြစ်တယ်အဲကြောင့်ဒီဆွဲကြိုးလေးကိုကျွန်တော်တွေ့ရတဲ့အချိန်မှာကျွန်တော်ခံစားခဲ့ရတဲ့ခံစားချက်ပေါ့နော်လင်းခွင့်မရောက်တဲ့ခံစားချက်မျောလင်းခြင်းဆိုတဲ့ခံစားချက်လွတ်လပ်မှုဆိုတဲ့ခံစားချက်ဒီဆွဲကြိုးလေးမှာတော်ပြီးတော့တိုက်ဆိုင်နေရတယ်ကျွန်တော်ဒီဆွဲကြိုးလေးကို ကျွန်တော်ယူအောင်ပြလိုက်တာပေါ့နော်အဲ့ဒါနဲ့ပဲဒီဆွဲကြိုးလေးဖြစ်လာတာဖြစ်ပါတယ်ဒီဆွဲကြိုးလေးကိုကျွန်တော်လိုပဲမျောလင်းချက်ပျောက်ဆုံးနေတဲ့လူတွေလွတ်လပ်မှုကိုတန်ဖိုးထားတဲ့လူတွေအတွက်ကျွန်တော်ပိုင်ဆိုင်ကြည့်နေတဲ့သူတို့လို့အဲ့ဒါကြောင့်ဒီဆွဲကြိုးလေးကိုရောင်းဖို့ဆုံးဖြတ်လိုက်တာပေါ့နော်ဒီဆွဲကြိုးလေးကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်ကိုချစ်တဲ့အားပေးတဲ့ပရိသတ်တွေအားလုံးဖြစ်စေခြင်းနဲ့ဆန္ဒကတော့ဒီဆွဲကြိုးလေးကိုမြင်လိုက်တိုင်းပေါ့နော် လိုလက်ခြင်းကိုတံမိုးထားတယ်ကျွန်တော်မျောလင်းချက်ကိုစီနဲ့ကျွန်တော်အားလုံးအတူတူဒီလိုလက်ခြင်းကိုတိုက်ပွဲဝင်နေတဲ့ဒီခီလန်းကြီးမှာအတူတူရှိတယ်ဆိုရက်ခံစားချက်လေးဖြစ်စေခြင်းနဲ့ဆန္ဒရှိပါတယ်အဲ့တော့အားလုံးအတူတူရှိရယ်ဆိုရက်ခံစားချက်လေးပေါ့ဗျာအာအခုလိုနိုင်ငံတကာကနေပြီးတော့ပေါ့နော်ကျွန်တော်အားပေးရပြိသက်တွေကျွန်တော်ချစ်ခင်တဲ့ပြိသက်တွေ help schedule လေးကိုအမ်စိတ်ရှိရှိနဲ့စောင့်ပေးပြီးတော့အားပေးရအတွက်လည်းကျွန်တော်နေကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်တခါမှလူမျိုး marginalize မရောက်ဘူးပေါ့နော်အဲ့တော့ first time ကျွန်တော်ရောင်းတာဖြစ်တဲ့အတွက်အခုလိုစိတ်ရှည်ရှည်နဲ့ပေါ့နော်စောင့်ရုံပြီးတော့အားပေးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တရကြရင်အားလုံးနဲ့ပြန်မတွေ့ချင်ပါဘူးအားလုံးကျေးဇူးအများကြီးတင်ပါတယ်